ပါလီစောပါနရစီယာသတင်းဌာနရဲ့နိုင်ငံတကာရေးရာကဏ္ဍကနေကြိုဆိုပါရယ်ဒီအစီအစဉ်မှာတော့နိုင်ငံတကာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုမြန်မာနိုင်ငံအရေးနဲ့နှိုင်းရှင်ပြီးရခိုင်သတင်းစင်ရဲ့ editor ဆရာဦးသိမ်းမောင်ကအထူးကဆွေးနွေးတင်ဆက်သွားမှာဖြစ်ပါရယ်လာမယ့် match လ22ရက်နေ့ဟာ International Day of Forest အပြည့်ပြည့်ဆိုင်ရာသစ်တော်များနေ့ဖြစ်ပါရယ်ဒါကြောင့်ဒီတစ်ပတ်မှာသစ်တော်တွေရဲ့အရေးပါမှု့ ဘလို့ထိမ့်သိမ့်သိလဲဆိုတာတွေကိုဆွေးနွေးဖို့အတွက်ရွေးရှိထားပါတယ်ဟုတ်ကဲ့ဆိုတော့ဒီကနေ့မှာတော့ဒီတစ်ပတ်ဆွေးနွေးဖို့အတွက်ကကြတော့လာမယ့်မတ်လ21ရက်နေ့မှာဆိုလို့ရှိရင်အပြည့်ပြည့်ဆိုင်ရာတစ်တော်များနေ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအကြောင်းအရာနဲ့အဓိကဆွေးနွေးဖို့အတွက်အာ ရွေးချယ်ထားတယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကတော့အာတည်တဲ့အတိုင်းပဲတစ်ပင်တစ်တော့ရဲဆိုတာတဘဝပတ်ဝန်းကျင်အတွက်ရောဒါရာသီဥတုအတွက်ရောအရင်အရေးကြီးတဲ့အခက်အခဲနာကနေပါဝင်နေဆိုတာမျိုးလဲအာတော်တော်များများတော့သိထားကြရတယ်ပေါ့နော်ဒါကတော့အကျဉ်းအဖြစ်ပဲဆိုတော့ဆေးအနေနဲ့ရောဒါတစ်ပင်တစ်တော့ရဲ့အရေးပါမှုပေါ့ဒီပုံမှာရောဘယ်လိုသိထားပါလဲဒီဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အရင်ဆုံးစလိုက်ရှင်ပါတယ်ဟုတ်ကဲ့ဒီ International Day of Forest အပြည်ပြည်ဆိုင်ရာတစ်ပင်တစ်တော်များနေ့ကိုပုံပြပြီးတော့ပြောဆိုခွင့်ရတာဝင်တာပါလေတစ်ပင်တစ်တော်တွေရဲ့အရေးပါမှုကိုပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူမှုအဖွဲ့အစည်းလူအဖွဲ့အစည်းဟာတစ်ပင်တစ်တော်တွေနဲ့မကင်းပါဘူးရှင်းပြောရင်တရှိတို့ရဲ့ယက်တီမှုဟာ တစ်ပင်တစ်တော်တွေနဲ့မกินဘူးလို့ပြောရင်လုံးမမထင်ပါဘူး။ကြောက်ဥပမာဆိုကြပါစို့ကျွန်တော်တို့အိုးအိမ်တိုက်တာအဆောက်အဦတွေတစ်သားတွေတစ်တော်တဲ့ပစ္စည်းတွေနဲ့ကျွန်တော်တို့ဆောက်ဆောက်လုပ်ကြတာပေါ့။ကြဲတခါအဝိထဲတွေကြည့်ဥပမာဂုံပြင်းတို့ဝါကုံတို့တစ်ပင်တစ်တော်တွေထွက်ပစ္စည်းတွေနဲ့ပဲကျွန်တော်တို့ဒီချင်းပြင်းအဝိထဲတွေကိုရက်လုတာဖြစ်ပါတယ်။ကြဲတခါအစားအစာမှကြည့် တစ်ပင်နဲ့တစ်တောထွက်အပင်တွေကထွက်တဲ့အသီးတွေကအသီးအနှံတွေရောခက်အလွက်တွေရောဟိုနောက်ဆုံးမြန်ဟိုအခေါက်ဒီဒီအမြင့်ထိလူတွေကတော့အဲ့လိုကိုစားတာဟိုတစ်ပင်တစ်ပင်လုံးဘယ်အစိတ်ပိုင်းကိုမဆိုပုံစံတစ်မျိုးမျိုးနဲ့စားတယ်လို့တော့ပြောလို့ရတဲ့အနေထားပါကြည့်ဆိုတော့လူတယောက်အသက်ရှင်ရက်တည်ဖို့သိခါရှိရှိအသက်ရှင်ရက်တည်ဖို့တဲ့စားဝတ်နေရေးဒီစားဝတ်နေရေးအကုန်လုံးကဲခုကနေတာ စားတာဝိတ္တအကုန်လုံးကကျွန်တော်တို့တစ်ပင်ကရတာပဲဒါတစ်ပင်တစ်တော်တွေရဲ့ကျိုးကျေးဇူးဟာဘယ်လောက်ထိကျွန်တော်တို့ဒီလူသားတို့ရဲ့ civilization မှာဘယ်လောက်ထိအရေးပါတယ်လဲဆိုလို့ရှိရင်ကဲနောက်တစ်ဆင့်တက်မယ်ဇာဝင်းတွေပြည့်စုံသွားပြီကဲနောက်တစ်ဆင့်တက်ရင်ခြေဝါကဲကျွန်တော်တို့ဒီ ABC တို့ Bus Pro တို့ဘာညာပေါ့ဗျာဒီ Peninsula တို့အစရှိတဲ့ဒီ ေခင်မီဆေးဝါးတွေမပေါ်ခင်ကြည့်မပေါ်ခင်အချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့တွေဘာပဲဖြစ်ဖြစ်အာဘယ်အမြင့်ဘယ်အမြင့်ကိုတော့ဘလို့သွေးပြီးတောက်ပါဘယ်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 ဘင်းကဘလို့အညွတ်တွေကိုခုပြီးဘလို့ပြုတ်ပြီးစားပါတောက်ပါဟိုအများကြီးပေါ့ဗျာစေးဘဲဝင်တဲ့အပင်တွေအဲ့မှာ လောကမှာလူသားတွေရဲ့ကျမ်းမာရေးတမိုင်းကအဲ့ဒီဆေးဘက်ဝင်အပင်တွေနဲ့ပဲရင်းနှီးကျွမ်းဝင်ပြီးတော့ကျွန်တော်တို့အသက်ရှင်အသက်ဆက်ရပ်တည်လာတယ်လို့ပြောလို့ရတော့ပါတယ်။ကျွန်တော်တို့တောနယ်တွေမှာဆိုလို့ရှိရင်ဒီဒီဒီဘက်ဒီခင်ပြီးဆေးဝါးတဲ့အဲ့ဒီအဲ့ဒီသစ်ပင်သစ်တော်ကရတဲ့ဆေးဘက်ဝင်တဲ့အပင်အမြစ်အခေါက်တွေနဲ့ခုထိကုတ္တန်နေကြတော့မှာပဲ။ပြီးခုန်နေကြတော့မှာပဲ။ဒါကဲစားဝတ်နေရပြီးတော့အဲ့မှာ ဆေးဝါးကြီးဒါပြပင်တတော်တွေကကျွန်တော်တို့ကိုအကျိုးပြုလာကြည့်အထူးသဖြင့်အခုအနေထားတွေဗျာကျွန်တော်တို့မှလက်စီမီဆိုတာမရှိဘူးဆိုတော့ကျွန်တော်တို့လောင်စာအဖြစ်အဓိကအသုံးပြုရတာဒီတစ်ပင်တဲ့တတော်တဲ့ပစ္စည်းတွေပါပဲချင်းကိုကြည်မလားမိသေးကိုကြည်မလားကုန်လုံးတစ်ပင်တဲ့တစ်တော်တဲ့ PC လောင်စာတွေနဲ့ပဲကျွန်တော်တို့အသက်ရှင်ရပ်တည်နေကြရတာပါသူတို့ရခိုင်မှာပေါ့လေလွန်ခဲ့တဲ့နှစ်တွေ တင်းကတိုင်းမဂ္ဂဇင်းတစ်ခုရဲ့မျက်နှာဖြုံးတာပါမှာလူသားသမိုင်းမှာအကြီးကျယ်ဆုံးသောတီထွင်မှုတစ်ခုကိုတီထွင်မှုတွေကိုသူကစင်းရေးပြီးတော့ချထားတာရှိတယ်။အဲ့ဒီထဲမှာကမ္ဘာလူသားသမိုင်းကိုကမ္ဘာလူသားတို့ရဲ့ civilization ကိုအင်မတန်အကျိုးပြုတဲ့မြင်မားစေတဲ့လူသားသမိုင်းတစ်ခုကို ပြောင်းလဲသွားစေတဲ့ဒီဒီဒီတီထွင်မှုတစ်ခုကို ားလုံးသောပညာရှင်များစွာတို့ဝိုင်းပြီးတော့အဲ့ဒီမှာဘုတ်လုပ်ကြတာခင်ဗျာအင်တာနက်ကွန်ပျူတာလို့ပြောရင်ပြောမယ်လင်းပြန်တာပါပြောရင်ပြောမယ်ဒါပေမဲ့ရှေ့အကျဆုံးနဲ့တပတ်လူသားသမိုင်းကိုတကယ်အရွေးတစ်ခုကိုရောက်သွားစေတဲ့တီထွင်ဖို့ဟာဘိန်းပါတဲ့ဘိန်း ဘိန်းကိုတီထွင်လိုက်တာဟာလူသားသမိုင်းကိုအင်မတန်ရှေ့ကိုရောက်သွားစေတဲ့တိုးတက်ဖြစ်ထွန်းမှုကိုအင်မတန်အခြေပြုတဲ့တီထွင်မှုပါဘိန်းကိုတီထွင်မှုပါပဲတဲ့လူသားသမိုင်းမှာကမ္ဘာလူသားသမိုင်းမှာစီဗီလိုက်ဇေးရှင်းမှာကဲအဲ့ဒီဘိန်းကြောင့်ပဲကျွန်တော်တို့ကဲအခု transportation နဲ့စပြီးတော့ယထားတွေလုတ်တယ်လဲလဲတွေလုတ်တယ်တော့လဲမြင်းလဲပါညာယထားဆိုတာအဲ့ဒါဘိန်းနဲ့လုတ်တာပဲအကုန်လုံး ဆိုတော့ဘယ်ပြောကောင်းမလဲပထမဦးဆုံးလို့တာတိတ္တဘိမ့်ပေါ့ဗျာဆိုတော့တိတ္တတွေရဲ့အရေးပါမှုကိုကျွန်တော်ကဒီမှာသင်ပြလို့တာလူတွေရဲ့ transportation မှာဒါကုန်းကြောင်းမှာလောလဲမြင်းလဲအခုထိကျွန်တော်တို့ဟိုဥစ္စာဘက်တွေမှာအခုထိဒါကျွန်တော်တို့ဒါဒါပီကိုနီယာတို့မှာပဲဟိုသွားဒီလာဟိုသွားကြလာကြအဲ့ဒီလောလဲမြင်းလဲတွေနဲ့ပဲကျွန်တော်တို့ဒီစပါး စက်ခင်းတွေကအကုန်လုံးကဒါပဲတုံးနေကြတာပါပဲ။ဒီကရေလန်းကိုကြည့်မလား။ရခိုင်ဆိုရင်မြေချောင်း AI တွေကပေါ်ပါပြီတဲ့။ရေလန်းကရေလန်းကတော့ဒီ watering route ကတော့ရခိုင်မှာကတော့အဓိကဒါအာ transport station ဝန်ဆောင်ပါပဲ။ကြက်ပဲပြောလို့မလဲဗျာ။လေတို့တံပန်တို့အကုန်လုံးတစ်သားနဲ့လုံတာ။တစ်ပင်တွေနဲ့လုံတာ။တစ်တော့တစ်ပင်တွေရဲ့အရေးပါမှုကိုကျွန်တော်ကခုချင်းနည်းနည်းထောက်ပြရအောင်။ ျွန်တော်တို့ဓမင်းစားဖို့စပားဆိုင်ဖို့ဇက်ပြိုးရေးလုပ်တယ်ခွန်တွန်းထွန်းတမ်းအဲ့ဒီမှာဒုံအဆောင်ပြည်စည်းတွေအကုန်လုံးကိုကြည့်ပစ်သားနဲ့လုပ်တာပဲဒါလူတွေနဲ့တစ်ပင်တွေနဲ့တစ်တော်တွေနဲ့ဒါဒါအဲအားလုံးမြင်သာထင်သာရှိစေတဲ့ဆက်ဆက်ဖြစ်ထွန်းနေတဲ့စိတ်ပိုင်းလေးတွေကိုကျွန်တော်ကထောက်ပြတော့ လူတွေနဲ့ပဲအကုန်လုံးဆက်ဆက်နေတယ်တက်ရှိတွေနဲ့ဆက်ဆက်နေတယ်ဂျင်းငယ်တရိတ်ဆန်တွေခင်ဗျာဘက်အတိုင်းတော်ရိုင်းတရိတ်ဆန်တွေအကုန်လုံးကိုကြည့်တစ်တော်တစ်ပင်တွေကိုပဲမိခိုပြီးဒီမြေပတ်တွက်နိုင်လောက်အောင်လို့ပြောလို့ရမယ်မျိုးစိတ်ပေါင်းတရိတ်ဆန်မျိုးစိတ်မျိုးစိတ်ပေါင်းများစွာဟာဒီတစ်တော်တစ်ပင်တွေထဲမှာပဲတော်တွေထဲမှာပဲအသက်ရှင်ရပ်တည်ကြရတာပါတစ်တော်တစ်ပင်တွေကိုပဲပြည့်တွေ့ပြီးရပ်တည်ကြရတာပါ ဒီထက်တစ်ဆင့်တည်းကျွန်တော်တို့ဒီဘက်နောက်ပိုင်းအာခိမီဘောစာတွေဒီဒီဓာတုဗေဒသဘောတရားနဲ့ကြည့်မယ်ဆိုလို့ရှိရင်တစ်ပင်တွေဟာတဲ့ကာဗွန်တိုင်အောက်ဆိုက်ကိုသူတို့ချုပ်သွင်းတယ်သူတို့စားသုံးတယ်ပြန်ပြီးတော့ထုတ်လင်းတဲ့အခါအောက်ဆီဂျင်ကိုထုတ်လင်းပါတယ်တဲ့ကျွန်တော်တို့ဒီလူတွေကတက်ရှုပ်သွင်းတဲ့အခါ အောက်ဆီဂျင်ကိုရှူသွင်းပြီးတော့တက်ပြန်ပြီးတော့ထုတ်တဲ့အခါကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်တယ်တဲ့ဆိုလိုတာတစ်ပင်နဲ့လူတွေကြားမှာ reciprocal ဖြစ်တယ် interdependent ဖြစ်တယ်ပြန်လည်အကျိုးသက်ရောက်တယ်အပြည့်အစံအမိတဟဲပြုတ်တယ်ခင်ဗျားဒီကမ္ဘာအသက်အရှည်ဆုံးလူတွေကိုကြည်လိုက်တဝက်ကျော်ဟာအဲ့ဒီတစ်ပင်တစ်တော်တွေနဲ့နှီးတဲ့နေရာတွေမှာနေတာတစ်ပင်တစ်တော်တွေ ရှိတဲ့နေရာတွေမှာနေတာဆိုတာကိုသွားတွေ့ရစစ်တမ်းတွေရဒါပြောရင်တော့သစ်ပင်သစ်တော်တွေရဲ့အရေးပါမှုကိုပြောလိုက်မယ်ဆိုလို့ရှိရင်တော့ဒါအတော်မတန်နိုင်အောင်အင်မတန်ကြိုကျေစုများလာပါတယ်ကျွန်တော်တို့ရဲ့ယေရှုရှင်တွေပါဗျာသစ်ပင်သစ်တော်တွေဟာဟုတ်ကဲ့ပါဆိုတော့အခုဆရာပြောခဲ့တဲ့အထက်မှာဆိုရင်လူတွေရဲ့အသုံးဆောင်တွေရောနေ့စဉ်လူနေမှုဘဝတွေမှာ အာတစ်ပင်တစ်တော့တွေဆိုတာကတော့မရှိမဖြစ်ပါဝင်နေတာပဲပေါ့နော်ဒါအပြင်ကိုမှဒီတဘဝပတ်ဝန်းကျင်အတွက်ဆိုလို့ရှိရင်လည်းပဲအာဒါအပင်တွေဟာအဓိကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေဆိုတာလည်းပြောခဲ့တာပေါ့နော်အာတစ်ဖက်မှာကြည့်ရင်လည်းအာအခုဒီတစ်တော်ပြုံးတင်းမှုပေါ့နော်တဘဝပတ်ဝန်းကျင် ထိခိုက်မှုတွေကတကယ်အာကမ္ဘာလုံးဆိုင်ရာတကယ်ပြဿနာရဲ့ကြီးတဲ့အနေနဲ့လည်းရှိနေတာပေါ့နော်ဆိုတော့အာ အခုလိုမျိုးဟိုတဘောပတ်ဝန်းကျင်နဲ့ပတ်သက်ရင်ရောဆရာအနေနဲ့အဲ့လိုဟိုကြည်ကြည်ပြန့်ပြန့်အနေနဲ့ပေါ့တစ်ပင်တစ်တော်တွေရဲ့လေပတ်ပုံအော်ဒီဒီတစ်ပင်တစ်တော်တွေကိုရောဘလို့ထိမ့်သိမ့်တင်လဲပေါ့နော်ဒီအပေါ်မှာရောဆရာအနေနဲ့ဘလို့မြင်ပါလဲဆိုတော့တခုရှိတာကတော့မြန်မာနိုင်ငံဆိုလို့ရှိရင်လည်းဒါတကယ်တစ်ပင်တစ်တော်ပြုံးတိမ့်မှုထိတ်တန်းငါးနိုင်ငံအထဲမှာကမ္ဘာထိတ်တန်းငါးနိုင်ငံထဲမှာဆိုရင်မြန်မာနိုင်ငံဟာတနိုင်ငံအပါအဝင်လည်းဖြစ်တယ်အော်ဆိုတော့ သစ်ပင်တစ်တော်တွေကိုအခုလိုအကျိုးကျေးဇူးများတဲ့တစ်တော်တွေအေးပါလာတဲ့တစ်တော်တွေကိုဘလိုမျိုးထိမ့်သိမ့်တင်နေလို့ရောအသိရလဲပေါ့နော်အခုဆရာတို့ဆိုရင်အမေရိကန်မှာနေတယ်အမေရိကန်မှာရောဘလိုမျိုးသစ်ပင်တစ်တော်တွေကိုထိမ့်သိမ့်လဲပေါ့နော်သူတို့တွေအနေနဲ့ဘလိုမျိုးဟိုလှုပ်ဆောင်လဲပေါ့ဒီဟာလေးလည်းသိချင်ပါတယ်ဆရာဟုတ်ပင်တစ်တော်တွေဘောက်ပတ်ဝန်းကျင်တွေထိမ့်သိမ့်တဲ့ကိစ္စကိုပြောမယ်ဆိုလို့ရှိရင်ဒီပြုံးတီးလာမှုပေါ့ တပင်တတော်ပြုံးတိမှုမှာအဓိကကတော့ဒီကျွန်တော်တို့မကြမကြာတရင်တွေမှာဖတ်ရတာကတော့ဒီအဲတရားမဝင်တစ်ခိုးထုတ်မှုပေါ့တပင်တွေခုတ်လဲမှုအဲ့ဒီအပိုင်းတွေဟာဒါအဓိကအာတစ်တော်ပြုံးတိမှုရဲ့ဒါဒါအဓိကအချင်းအရာအဓိကအချက်အချက်ပဲလို့ဒါတရင်တွေမှာကျွန်တော်တို့မကြမွေးခဏဖတ်ရပါတယ်တပင်တတော်တွေကိုနိုင်ငံတကာမှာထိမ့်သိမ့်တဲ့အပိုင်းမှာ အပိုင်းတွေကိုပြောမယ်ဆိုလို့ရှိရင်တော့ဥပမာအမေရိကကိုပဲဘုရားဖြစ်ပြီးပြောမယ်ဆိုလို့ရှိရင်အမေရိကန်မှာတစ်ပင်တစ်တော်တဘာဝဘုရားတွေနဲ့ပတ်သက်ပြီးတော့လိုင်းကြီးနှလိုင်းရှိခဲ့တယ်လို့ပြောရမှာပထမလိုင်းတစ်လိုင်းကတော့အစိုးရကဥပဒေနဲ့တိကျတေကြတဲ့ဥပဒေတွေနဲ့တားမြစ်ပြီးတော့တင်းကျပ်တဲ့ဥပဒေတွေနဲ့စီမံလုပ်ဆောင်တဲ့အပိုင်းမှာဒါဒီ1900တက္ကရ1900ကျော်လေးမှာတမန်တော်ဖြစ်လာတဲ့ ဖရန်ကလင်ဒီလာနိုရူးစဗဲမဟုတ်ဘူးတက်ဒီရူးစဗဲဆိုတာရှိခဲ့တယ်ဒီသမ္မတမက်ကင်လီနဲ့အတူဒုသမ္မတအဖြစ်အရွေးခံပြီးတော့သမ္မတမက်ကင်လီကဒီအဲဘက်ဖလိုမှာစနက်ပစ်ခံရပြီးတော့အဲ့မှာလွတ်ကျက်ခံရတဲ့ဆုံးတော်တဲ့အခါဒီဒုသမ္မတဖြစ်တဲ့အဲရူးစဗဲကသမ္မတဖြစ်လာတာဒါအမေရိကန်သမိုင်းမှာအသက်အငယ်ဆုံးမှာပဲအသက်42နှစ်မှာသမ္မတဖြစ်လာအဲ့ဒီရူးစဗဲဆိုလို့ရှိရင် သူသမဒဖြစ်လာပြီးတဲ့နောက်ပိုင်းမှာကြီးကျယ်ဆုံးသောတစ်ခုနိုင်ငံအပေါ်မှာအကျိုးပြုမှုတစ်ခုလုပ်ခဲ့တာကတော့အဲ့ဒီအခုနကပြောတဲ့ဒီတစ်ပင်တစ်တော်တဘာဝပတ်ဝန်းကျင်ချိန်သိမ်းရေးဆိုင်ရာကိုသူအထူးအလေးအနက်ထားပြီးတော့လုပ်ခဲ့တာတစ်ခုကတော့မလဲဆိုတော့အဲ့ဒီဒီဧကသန်းပေါင်းဧကသန်းတော်မီလီယံဧကသန်းပေါင်း130နီးပါးရှိတဲ့မြေဧကတော့ ော် forest area တွေကိုသူကအမျိုးသားတည်တော်ကျိုးဝိုင်းအမျိုးသားပန်းခြံအမျိုးသားကျိုးဝိုင်းသူအားလုံးကို national ကောင်းစီအောက်ကနေတက်ပြီးတော့အကုန်လုံးကိုသူအစိုးရရဲ့အဲလုံဝတီအမိတ် degree အောက်မှာဥပဒေတရားတင်းတင်းကြပ်ကြပ်ပြဋ္ဌာန်းပြီးတော့အဲ့ဒီ area တွေမှာဘယ်သူမှတာတော့လည်းမခေါ်တော့ဘူးဒါဥစားဘာမှအဲ့ဒီ data မှာတော့ကြီးလို့မရတော့ဘူးဒါမှပြည်သူတွေအနေနဲ့တစုံတရား အာဒီအစိုးရရဲ့ခွင့်ပြုချက်မှာပါဒါပေမဲ့အဲ့ဒါကလည်းဘယ်သူမှမခုတ်မခုတ်တော့ပါဘယ်သူမှမခုတ်ရဘူးသူကအဓိကနောက်တစ်ခုကကာကွယ်လိုက်တာကဘာလဲဆိုတော့သစ်မြင့်သစ်တော်တွေကိုဒီတော်တွေကိုလူတွေကဖိုင်အောင်လုပ်တော့မယ်လူတွေရဲ့လောဘအောက်မှာပစ္စံရှိတဲ့လူတွေကဝယ်တော့မယ်ဆိုတော့အဲ့ဒီတော်တိုင်းတွေကိုအဲ့ဒီလူသားဝယ်လိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာအဲ့ဒီတောင်လေးတောင်ကိုသွားပြီးတက်ဖို့ အဲ့ဒီတစ်ပင်အရိုက်တစ်ခုကိုခိုးဖို့အတွက်ပြဆက်ပေးရတော့မှာအဲ့ဒါဟိုလူကပိုင်တာကိုသူလုတ်ချင်တာလုတ်ပေးကြည့်လေဒါသူပိုင်တဲ့ပစ္စည်းလေမိရှုံးရင်ရှုပ်ပြဦးမှာပေါ့အဲ့ရမူပြီးတော့ဥပမာပေါ့လူဆိုတာဖောက်ပြန်တဲ့မျိုးကိုခြေနေကြောင်းကြောင်းကြောင်းကစ်ထားလိုက်ပါတော့ဆိုလိုတာကပုဂ္ဂလိကပိုင်ဆိုင်မှုအဲ့လိုဒီသဘာဝတော်တွေကိုပုဂ္ဂလိကပိုင်ဆိုင်မှုတွေဖြစ်ကောင်းဖြစ်လာနိုင်တဲ့အနေအထားတွေကိုလှမ်းပြနေတဲ့အတွက် အကုန်လုံးကိုသူကအဲ့လိုလုပ်ပြီးတော့ဖြစ်ကြတဲ့အမိတ်ဒီဂရီတွေနဲ့ထုတ်ပြန်ပြီးတော့ဒီတစ်တော်တွေကိုသူကောက်ွယ်ပလိုက်တာအဲ့ဒါမဟုတ်ဘူးဧကသန်းပေါင်း130ဒီဂရီအခုမြင်နေရတဲ့ National Forest National Wild ဇာတိဘာအခု American မှာကျွန်တော်တို့မကြမကြသွားရောက်လေပတ်နေတဲ့အင်မတန်အပန်းဖြေလို့ရတဲ့နေရာအကုန်လုံးကဒါ Roosevelt ရဲ့ကြီးစုလေးဆိုလိုတာကတော့ကျွန်တော်အဓိကဒီမှာပြောချင်တာကတော့ international မှာ time thing တဲ့အပိုင်းမှာ အမေရိကကိုကျွန်တော်ဥတည်ပြီးတော့အာအာဥပမာထားပြီးတော့ပြောတဲ့အခါပိုင်းကြီးနှစ်ပိုင်းအဓိကရှိတယ်ဆိုတော့ပထမတစ်ပိုင်းကစိုးရကနေတင်းကျပ်တဲ့ဥပဒေတွေနဲ့လုတ်တဲ့အပိုင်းဒုတိယအပိုင်းကပြည်သူတွေကြားကိုအထိရောက်အောင်တဘာဝပန့်ဝင်ခြင်းရဲ့တန်ဖိုးတွေတိတပင်ရဲ့တန်ဖိုးတွေကိုပြည်သူတွေကြားကိုအထိနက်နက်နဲ့နဲ့နဲ့ပြည့်ညင်လာပြည့်ညံပညာပေးတဲ့သဘောတရားတွေနဲ့လည်း ဝိုင်းရံပေးတဲ့သဘောအဲ့ဒီနောက်တစ်မျိုးပြောရင်တော့ဥပဒေနဲ့ပညာပေးအပိုင်းတစ်ပိုင်းနဲ့အဓိကထောင်ရွက်တယ်ဆိုဒီ international အထူးသဖြင့် America ကိုဥပမာပေးပြီးတော့ဒါကျွန်တော်ပြပြခြင်းဖြစ်ပါတယ်